ရှားပါးကူးဆက်ယောဂကြောင့်ဖန်ဆီးခံလိုက်ရတဲ့မျိုးသားဒီလူရဲ့နတ်နတ်ဘတ်ဟာအရေးကြီးမှုတွေရုတ်တရက်ဆိုသလိုပေါ်လာလို့ရဲတွေကဖန်ဆီးခဲ့ပါတယ်ပီတာလို့ခေါ်တဲ့လူကအသက်၄၀ရွယ်တကူတော်လူပြူကြီးပါသူမှရည်စားတနာမရှိဘဲအိမ်တော်ပြုတ်ဖို့ကိုလည်းစိတ်ဝင်စားမှမရှိပါဘူးလမ်းမဲတစ်ခုသောမနှက်ခင်တစ်ခုမှသူ့နိုးထလာစေမှထူးဆန်းမှုတစ်ခုကြုံခဲ့ရပါတယ်ဒါကတော့သူ့ရဲ့လက်ပြားထိတ်တွေနဲ့လက်ချောင်းတွေမှာအပူပိန်တိတိလေးတွေထွက်လာပါတယ်ပီတာတော်လေးကိုစိတ်ထဲမှာသဝေးသွားဖြစ်နေပြီးတော့ဒေါက်တာတွေကသူ့တို့အနေနဲ့အเจ้าရရေးရရမသိဘဲနဲ့မကူတာနိုင်ဘူးလို့ပြောခဲ့ပါတယ် ဒီလိုပဲတငယ်ချင်းတွေကပီတာကိုမတင်ကားဖြစ်ပြီးတော့အဆက်အသွယ်မလုပ်ကြတော့ပါဘူး။ဒီချိန်နေနဲ့သူတို့စီကိုပီတာလာမှစိုးရိမ်နေပုံမှာသူ့ကိုလူတွေကကုသက်ယောဂတွေလို့ကြီးတဲ့မျိုးလုံးတွေရဲ့အတန်ကိုပီတာမခံကြင်ပါဘူး။ပီတာနောက်တစ်24နာရီတွင်မှတံမန်လူတစ်ယောက်ဖြစ်ကနေချက်ချင်းလက်ငယ်သိယုံကတဲ့ထက်မှာတဲနေရတဲ့အစဉ်ကိုရောက်ရှိသွားပါတယ်။သူဟာအကောင်ပကတိကျမ်းမာနေပြီမဲ့လက်မှာရှိနေတဲ့အရေးကြီးပို့တွေကပိုဆိုးလာပါတယ်။တချို့သောရေကြီးပိုးတွေကဒင်္ဂါပြားစိအဝိုင်းလာဖြစ်လာပါတယ်။ပီတာရဲ့စိတ်ထဲမှာအတော်လေးပူပန်နေပါတယ်။ရဲတပ်ဖွဲ့ကလည်းသူ့ကိုဖမ်းဆီးဖို့စောင့်ကြည့်မှုတွေလုပ်လာပါတယ်။ ဒါဆိုရင်ပီတာရဲ့ယောဂါကရောတကယ်ပဲကူးဆက်ယောဂါအသည်ဖြစ်နေမလားဒီနေ့မှာတော့အရေးကြီးဖို့ပေါ့ရာကနေရေဒီရဲ့စောင့်ကြည့်မှုနဲ့သိရုံမှာပါထိမ့်သိမ်းခံလိုက်ရတဲ့ပီတာကြောင့်ပြောပြပေးသွားပါမယ်ပီတာရဲ့အခြေအနေကကူးဆက်ယောဂါတခုရဲ့အစပြုခြင်းလည်းဖြစ်နေတာကြောင့်အရာဟာဒီလိုချိန်မှာအထိမ့်ဆောင်မခံပါဘူးပီတာတခုတော့လူပြိုကြီးဖြစ်လို့သူ့ဘဝကိုပြင်းစရာကြီးလို့ငွေချင်းတွေကပြောခဲ့ပါတယ်သူအလုပ်အားပြီဆိုရင်ပီတာအနီးနားကတောင်ကိုပြင်းပြတက်လေးရှိပါတယ်။ဒါမှမဟုတ်သူ့ရဲ့အနီးကကော်ဖီဆိုင်မှာတနေ့ကိုအချိန်ပြုံးနေတတ်ပါတယ်။ ဒါပေမဲ့ပြည့်ရွေးရှင်တဲ့ဘဝတဟာအခုတော့အလဲပြောင်းတစ်ခုရှိလာခဲ့ပါတယ်။သူမနက်ကအဲ့ရနုတော့လက်ချောင်းတိတ်တွေပုံစံပြောင်းလာကိုသူအမှုမဲ့မဲ့မဲ့နေမိခဲ့ပါတယ်။ဒါမဲ့သိမကြခင်မှာပဲဒါတွေကပေါ်ဆာရမယ့်အရာတွေမဟုတ်ဘူးဆိုတာနားလည်ခဲ့ပါတယ်။သူကမနက်ကဲကော်ဖီတောက်ရင်းနဲ့လက်တွေကိုတည်တည်ချာချာစစ်ကြည့်နေခဲ့ပါတယ်။မနက်စာစားချိန်မှာလက်ချောင်းတွေကပျော့တော်တော်အောင်ဖြစ်နေပါတယ်။လူကိုတူတူချာချာနာကြည့်မှုတော့မပေးသေးပါဘူး။ဒီတော့မကြမျိုးမှာပဲဒီလိုခန်းစားနေရတဲ့ဝေဒနာအတိုင်းတာကသူ့ဘာသာသူတတ်တာသွားလိမ့်မယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့နာယူတွေကြောပြတ်လာခဲ့တာနဲ့မြ၊သူ့ရဲ့လက်ချောင်းထိနဲ့လက်ချောင်းတွေကအချင်းနေပိုဆိုးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာလက်ချောင်းတွေကအတော်လေးကိုထုံကျနေပါတယ်။ဒိတ်ထဲမှာတော့တပြေးပြေးပိုကောင်းလာမယ်လို့ထင်ခဲ့ပေမဲ့ပိုဆိုးလာပါတယ်။ဒီကောင်မတော့စိတ်ထဲမှာအတော်လေးပြရခက်နေပါတယ်။သူစည်းကအမြန်ပြေးရတော့မှာပါ။တရားဝင်မေးတဲ့အခါမှာဘလို့ပြေးရမလဲသူစဉ်းစားကြည့်နေခဲ့ပါတယ်။ဒီပြည့်စင်မတိုင်ခင်ကသူ့ဝါကောင်မလေးတယောက်နဲ့ဒိတ်ခဲ့ပါတယ်။သူတို့ကပြီးခဲ့တဲ့လအနေငယ်ကတီးခဲ့တာပါ။အဲ့ဒီကအပြင်မှာပထမဆုံးချင်းကြပြီးထုံးစံတိုင်းကော်ဖီတစ်ခွက်စီကုန်တော့လာရလန်တန်းလေးပြန်ခဲ့ပါတယ်။ဒီတော့ပီတာအတွက်ကအသက်ဆက်မဟုတ်ပါဘူး။ ဒီလိုတွေ့ကြုံမျိုးကိုသူလူပြိုဘဝတွေကအကျဉ်းပေါင်းများစွာကြော်ပြခဲ့ပြီးသားပါနောက်ထပ်အနီးကပ်ဆုံးဖြစ်စဉ်ကတော့ဂျမန်နီကပီတာဟာအနီးနားကတောင်တစ်ခုစီမှာခြေလျင်တက်ခဲ့ပါတယ်ဒါကလည်းအသက်ဆက်မဟုတ်ပြန်ပါဘူးသောသောကပြောသလိုပဲသူဟာပိတ်ရမှာပီတာဖို့လှုပ်ရှားအလုပ်သုံးခုပဲရှိပါတယ်ကမာလီတရားရောက်နေတိမလားကော်ဖီဆိုင်မှာသွားပြီးတော့ချိန်ပြုံမလားဒါမှမဟုတ်သူသွားနေကြတောင်မို့ကိုပြေချောင်းလက်ဆက်လမ်းလျှောက်သွားမလားဆိုရဲအလုပ်သုံးခုဖြစ်ပါတယ်အဲ့ဒီလိုတွေးနေတော့မှသူကယမန်နေတောက်တက်ခီးစင်မှာဘာလို့မိခဲ့လဲပြန်စစ်စားပါတယ်သူကကိုမသိတဲ့အပင်တွေကိုလက်နဲ့ပုတ်သက်ကင်တွေးလို့မရှိပါဘူး တခုခုဓမ္မတဲမှုဖြစ်မှာဆိုးလို့ဖြစ်ပါတယ်။သူ့ရဲ့စိတ်ထဲမှာစဉ်းစားရသလောက်ကလေ तू ဟာဘယ်တော့ရိုက်ပင်ကိုမှလက်နဲ့မကန်ခဲ့ဘူးဆိုတော့ပါ။ဒါပေမဲ့ तू ဟာဖြစ်စဉ်တခုကိုတိတိကျကျမေ့ထားခဲ့တာကြောင့်သူ့ခြေနေကိုကူးသားတဲ့အပိုင်းမှာဘလူဝဲဖဲနဲ့ကြက်ကြသွားပါတယ်။ तू ဟာစိတ်ရုပ်ကိုဖုံးစပ်ပါတယ်။ခြေနေကိုပြောပြတော့တာဝန်ကျောက်ဝင်တဲ့ကသူ့အနေနဲ့မဇက်ကပြောတာတွေကိုကောက်ချက်ချဖို့မလွယ်ကြောင်းပြင်းဝလာခဲ့ဖို့အကြောင်းပြန်ခဲ့တာပါ။ဒါပေမဲ့စိတ်ရုပ်ပြန်ရောက်တဲ့အခါမှာပီတာဟာဒေါက်တာတွေကသူ့ကိုဆက်ဆံတဲ့ပုံစံကိုမကြိုက်ပါဘူး။ဒီဘက်ဆိုင်ရာကုသရေးပိုင်းမှာလိုအပ်ချက်တွေရှိနေတယ်လို့ထင်နေပါတယ်။ သူ့ကိုဘာမှကူးသမှုမမေးဘဲနဲ့ပြစ်ထားရလို့ထင်ခဲ့တာပါ။ဘီတာကစောတကတက်တော့ဒါဆေးဘက်ဆိုင်ရာအရေးကြီးအခြေအနေမဟုတ်လို့နောက်တစ်ရက်မှပြန်လာခဲ့ဖို့ဒေါက်တာတွေကပြောပါတယ်။သူမကြည်မနဲ့နဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာသူ့ရဲ့လက်ဝါးတွေထိအခြေအနေကတော်တော်ဆိုးသွားပါတယ်။ရေကြီးဖို့တွေကမြင်လို့တော့မှမကောင်းပါဘူး။သူ့ရဲ့လက်သေးတွေကိုသုတ်ကြည့်ဖြန့်ကြည့်လို့ကြည့်တော့လေအဆင်မပြေဖြစ်လာပါတယ်။သူ့ဆေးရုံကိုဖုန်းထပ်ပြီးခေါ်တယ်။ဒါပေမဲ့ပြောင်းမဖုန်းမကင်ပါဘူး။ဘီတာကသူ့ဖို့ကဆိုးကြနေပြီလို့ထင်နေပါတယ်။ဒါပေမဲ့ကိုရိုင်းကလည်းဒီတိုင်းထိုင်ကြည့်နေရပြီးတော့ထိကြအောင်ဘာမှမလုပ်နိုင်ခဲ့ပါဘူး။သူ့ကိုတင်းရအောင်ထားကမှသူ့စိတ်ကပို့ပြီးတော့ နောက်ကြည့်ရှုပ်ထွေးလာပါတယ်သူတညာလုံးလဲအိမ်မရခဲ့တယ်လို့မနက်ကင်းစိတ်ယုံပြမဲ့ချင်းကိုမျှော်ရင်းနဲ့မိုးလင်းခဲ့ပါတယ်သူကမနက်မိုးလင်းတာနဲ့စိတ်ယုံရေးပေါ်ခန်းစီကိုတန်းသွားခဲ့ပါတယ်သူကတန်းစီဆောင်ခဲ့ရပြီးဆရာဝန်နဲ့တွေ့ဖို့အချိန်၃နာရီကြာမြင့်ခဲ့ပါတယ်သူနာပြုကလက်တွေကိုဆက်ဆဲကြည့်တော့အရေးကြီးဖို့တွေကပြားကတ်နေပြီးအနီရအဆက်ဝိုင်းပုံစံနဲ့ဖြစ်နေပါတယ်သူနာပြုဆရာမကဒီအရေးကြီးဖို့တွေစတင်ပြီးတော့ပေါ်လာဖို့မေးမြန်းခဲ့တယ်လို့မေမကောင်းတဲ့လူတယောက်ရောက်နေမြောင်းတွေ့ခဲ့လားသူပြီးတော့မေးမြန်းခဲ့ပါတယ်ပီတာကတော့ဘာမှအမှားရေမလုပ်ခဲ့ဘူးလို့ပြောခဲ့ပါတယ် နောက်ထပ်မိနစ်အနည်းငယ်ကြာတော့ဒေါက်တာနဲ့ပြသခွင့်ရခဲ့ပါတယ်ဒေါက်တာကတော့အလုရှုပ်သူပြီးပြီးအခြေအနေတအားကြီးပြောမနေပါဘူးလက်ကအရေးကြီးပို့တွေကိုစမ်းသပ်ကြည့်ပါတယ်ဒါပေမဲ့ဒေါက်တာကိုယ်တိုင်ကဒါရီဘလို့ဖြစ်တာလဲမရှိမရှိဖြစ်နေပါတယ်ဘီတာဆစ်ပြီးမြောင်များစွာကြော်ဖြတ်ခဲ့ရပြီးအဖြစ်ပါရဲ့ဆိုတော့တိတိကျကျမသိရပါဘူးဒီအရေးကြီးပို့တွေကတက်တည်ခိုင်လုံခြင်းမရှိပဲပေါ်လာခဲ့တယ်လို့အရေးပြားတွေပေါ်တက်ရောက်ပုံကလေးမြန်ဆန်ပြီးတော့ကြောက်စရာကောင်းပါတယ်ဒေါက်တာနေနဲ့လဲတိကျတဲ့ဆစ်သေးချက်အဖြစ်ပဲရလို့ဘလို့ကူရမလဲဆိုတော့မဆုံးဖြတ်နိုင်ဘူးဖြစ်နေပါတယ် တို့ဘောကတော့စိတ်တမျိုးပေးလိုက်လို့ယောဂပြောက်သွားရင်အကြောင်းမဟုတ်ပေမဲ့ယောဂပို့ဆိုးလိုက်တောင်းဝင်ခံရမယ့်အပိုင်းနေရာများပြပါတယ်။ပီတာကိုတာမန်ဆေးလောက်ပေးပြီးတော့သိုံစောက်ကြက်ရီဌာနမှာထားရှိပါတယ်။သူ့ကိုကွာရန်တင်းသဘောမျိုးထားရှိတာပါ။ပီတာကိုတကားလာပြောသူမရှိသလိုသူ့ကိုလာရောက်စစ်ဆေးသူလည်းမရှိပါဘူး။ပီတာသူ့အနေနဲ့ကိုယ်ဆက်ယောဂတဲ့တယောက်လိုဆက်ဆံခံရလို့သိတဲ့မှာမကြည်မလင်းဖြစ်နေပါတယ်။တစ်ဖက်မှာလည်းသူ့အခြေအနေကိုသူကသိနေပါတယ်။ဒေါက်တာတွေက ပဒင်းပေါက်ပြင်ကနေသူ့ကိုတန်းကြည့်အခဲခဲကြပြီးခဏနေတော့ပြန်သွားအတော်နေပြန်လာကြည့်နေတန်းတရားလေးနေကြပါတယ်ဗီတာကိုကိုကိုပြန်သုံးဆက်ကြည့်တဲ့အခါမှာအခုအချိန်ကလက်ချောင်းထိပ်ပြားတွေကစတင်ပြီးတော့ရောင်ရမ်းနေပါတယ်သူစိတ်ရောက်ကနေထက်မှာတဲနေရင်လည်းဒီရေကြီးဖို့တွေမထွက်ခင်မှာတောင်းတက်ခဲ့တဲ့ရက်ကိုပြန်စဉ်းစားကြည့်ပါတယ်သူကမနေ့ဆောစောစီစီတောင်တက်ဖို့စတင်ပြင်ဆင်ခဲ့ပြီးသူရွေးချယ်တဲ့လမ်းကြောင်းကလေးသူနှိရှိလာများအသုံးပြုနေကြလမ်းကြောင်းဖြစ်ပါတယ်။ဒီလမ်းတိုင်းသူတောင်ပေါ်ကိုကျမ်းမာရဲ့အရာတက်နေတာနှစ်တော်တော်ကြာနေပါတယ်။ဒီလမ်းကဘေးကင်းလုံခြုံမှုရှိတဲ့တောင်ပေါ်ကိုတက်ရောက်ရတဲ့အပိုင်းကတင့်တော်စော်လမ်းဖြစ်ပါတယ်။ ။လမ်းမင်းဝဲရဟာထုံနဲ့ရှင်းလင်းနေပြီးတော့ပြင်ပပါဝင်ကြီးကိုကြည့်ပူလဲလွန်ကောင်းပါတယ်။သူကတောင်ပေါ်မှာပြုတ်ကင်းတက်ပေါ်နေလဲရိုက်ကူးခဲ့တယ်လို့မကြာခဏလေးအရေးကောင်းကောင်းနေရာတွေမှာအနားယူခဲ့ပါတယ်။သူတနေရာရောက်မှာလင်းချမလို့ဖြစ်လို့လက်လက်မိတဲ့ပင်တွေကိုလှမ်းလိုက်ပါတယ်။အဲ့ဒီပင်တွေကသူ့ကြုံမုံမုံလေးတွေပါတယ်ဆိုတော့သတိထားမိသွားပါတယ်။ပြည့်လက်တွေကကြည်ကျင်းဆိုလိုရလာပြီးတော့အတော်နီရောပျောက်သွားပါတယ်။အဲ့ဒီမှာသူလေဒီကိစ္စကိုမေးမေးပြပြဖြစ်သွားပါတယ်။ကွာတီရဲ့အချောင်းကိုကြက်ကနေမှတ်မိသွားပြီးတော့သူ့လက်ကအရေးကြီးဖို့လျာဒီအပင်ရဲ့အစိတ်ကနေလာခဲ့တာလို့ယူတတ်ပါတယ်။သူကချစ်ချင်းမဲဒေါက်တာနဲ့သူနာပြုတ်ကိုခေါ်ပါတယ်။ ဖြစ်စဉ်ကိုသေးစေပြန်ပြောပြလိုက်ပြီးဖြစ်တန်ကြီးအရှိဆုံးကိစ္စကိုလည်းဆွေးနွေးခဲ့ပါတယ်။ဒေါက်တာကလည်းပီတာပြောတဲ့အကြောင်းအရာကိုယုံပါတယ်။ဒီအချက်တွေကြောင့်ပဲဒေါက်တာတွေပို့ကုသမှုကြောင့်နဲ့အခြေခံဖြစ်စဉ်တွေကြောင့်စဉ်းစားတဲ့အခါမှာပို့ပြီးတော့ကျင်းပြောင်းသွားခဲ့ပြီးတော့ဘယ်ဆေးကိုသုံးမယ်ဘယ်ဆေးကိုမသုံးဘူးဆိုတာသဘောပေါက်သွားပါတယ်။နောက်ဆုံးတော့ဒေါက်တာတွေကတီးကြတဲ့အဖြေကိုထုတ်ပြန်နိုင်ခဲ့ပါတယ်။ပီတာထိမိပြန်ပြီးတဲ့ပြင်အောင်ဒီပင်လုံးစိတ်ထောက်ရှိပါတယ်။ဒီမိသူကိုအခုလိုဒုက္ခပေးပါတယ်။အဲ့ဒီပင်ကိုတီးမိလိုက်တာနဲ့ပြည့်အသားမမျက်လုံးနဲ့ချစ်မှုခဲရင်နဲ့ပုံတူတူလေးတွေကအေးပြားတွင်ကိုထိုးစိတ်ဝင်သွားတာပါ။ နောက်တဲ့နိုင်ရင်နေငယ်ကြမှာလူကိုတော့ကပေးတဲ့ပြီးဒီနေ့ပုံနဲ့လောင်းချထားသလိုဖြစ်စီပါတယ်။ဒေါက်တာရီယာပီတာအတွက်တင့်တော်တဲ့ကုသမှုပြုလုပ်ပေးပြီးအိမ်ကိုပြန်လွှတ်ခဲ့ပါတယ်။ပီတာနှစ်ပတ်ကြာဒီမားရဲ့စိတ်တို့ကခံစားခဲ့ရပြီးတဲ့နောက်မှာနောက်ဆုံးတော့လွတ်မြောက်ခဲ့ပါတယ်။သူ့ရဲ့ရေပြားတွေလက်ချောင်းတွေပေါ်ကအရေးကြီးပုံတွေလည်းပြည့်ရဲဆွမ်းကြောက်ချက်ချင်းဆိုသလိုပျောက်ကင်းကုန်ပါတယ်။လူပြိုကြီးပီတာဖို့နောက်ဆိုတွေ့သမျှအပြင်တောက်ကံမှုစေကူးတော်မှာမဟုတ်ပါဘူး။ဗီဒီယိုလေးကိုစောင့်နေကြည့်ပြီးလို့တယောက်ချင်းကြံကုန်ကျေးဇူးတင်ပါတယ်။